ရန်ကုန်ရဲ့မြေကွက်စီတက်လာတာကိုဒီတိုင်းလက်ပိုက်ကြည့်နေမှလားဒါမှမဟုတ်ဒီမြေကွက်တွေကိုရင်းနှီးမြှုပ်နှံပြီးတော့မှအမျက်အစွန်းများများရှာမှလားရန်ကုန်ရဲ့မြေကွက်စီတွေကကိုဗစ်ဖြစ်ပြီးကလေးကတရေရိပ်တက်လာတာကိုကျွန်တော်တွေ့ရပါတယ်2020မှာသိန်း2000လောက်နဲ့ဝယ်လို့ရတဲ့မြေကွက်ကအခုကျွန်တော်တို့2025မှာသိန်း1000လောက်ဈေးပေါက်နေပါပြီ မြို့ပြရဲ့တိုးတက်မှုအခြေအနေနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့တဘာဝဘေးအန္တရာယ်တွေကြောင့်လူတွေကရန်ကုန်မှာလာပြီးတော့မှရင်းနှီးမြုပ်နှံကြပါတယ်။အဲဒီအတွက်ကြောင့်မို့လို့ရန်ကုန်ရဲ့ညီခွတ်တွေကတဖြည်းဖြည်းပူပူပြီးတော့မှဈေးတွေတက်လာတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီဗီဒီယိုမှာညီခွတ်မှာဘာကြောင့်ရင်းနှီးမြုပ်နှံတဲ့လဲဆိုတာကိုအချက်၃ချက်နဲ့ပြောပြပေးသွားပါမယ်။ညီခွတ်မှာရင်းနှီးမြုပ်နှံတဲ့ပထမဦးဆုံးအချက်ကတော့ညီခွတ်ရဲ့ဈေးကဘယ်တော့မှမကျသွားဘူးပေါ့နော်။ကျွန်တော်တို့ စာရွက်စာရင်းကောင်းတဲ့နေရာကောင်းတဲ့ဆိုလို့ရှိရင်ဒီမီခွက်ကိုဝယ်ထားပြီးတော့မှနောက်တစ်ချိန်ပဲချိန်မှာပဲပြန်ရောင်းပြန်ရောင်းဒီမီခွက်ရဲ့ဈေးကမကျနိုင်တဲ့အတွက်အနည်းငယ်အမျက်ဆုံးရမှာချိန်တည်တဲ့ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ပါတယ်ဒုတိယရင်းနှီးမြုပ်နှံတဲ့အကြောင်းရင်းကတော့ဒီမီခွက်ကဝယ်ထားပြီးတော့မှပြစ်ထားလို့ရတယ်ကျွန်တော်တို့ တိုက်ခန်းတွေကိုလိုတွေလုံးချင်းတွေဆိုလို့ရှိရင်ဝယ်ထားပြီးတော့မှ renovation တွေပြန်လုပ်ရတယ်။သူမပြတ်စီအောင် maintenance တစ်ခုကတော့အငယ်လုပ်ရတယ်ပေါ့နော်။ကျွန်တော်တို့မြေခွက်ကတော့ maintenance လုံးဝမလုပ်ရတာတော့မဟုတ်ဘူး။ဒါပေမဲ့ဒီတိုက်ခန်းတွေလုံးချင်းတွေကိုလိုတွေတွေထပ်စာလို့ရှိရင်တော့သူက maintenance အဲ့လောက်ကြီးလုပ်ချင်မလို့ဘူး။မြေဖို့ခြံခတ်တာလွယ်ပြီးတော့မှကျွန်တော်ဘာမှထူးထူးလုပ်ချင်မလို့ပေါ့။ အဲ့လိုဆိုတော့မြေခွက်မှာရင်းနှီးမြှုပ်နှံတဲ့အကြောင်းရင်းကဒီမြေခွက်ကဝယ်ထားပြီးတော့မှပြစ်ထားလို့ရတယ်ပျက်စီးယူရင်းမာတွေကိုစိတ်ပူကြမလို့ပါဘူး နောက်ဆုံးတစ်ချက်အနေနဲ့မြေကွက်မှာရင်းနှီးမြှုပ်နှံတဲ့အကြောင်းရင်းကမြေကွက်ကဝယ်နိုင်ခြင်းရှိတဲ့လူကြီးတွေပုံပြီးများတယ်ပေါ့နော်ကျွန်တော်တို့ဒီဟာကဘာကိုပြောရလဲဆိုတော့ဒီမြေကွက်မှာဝယ်ရောင်းသမားပဲဝယ်မလားဆောက်ရောင်းသမားပဲဝယ်မလားမိသားစုကိုယ်တိုင်နေချင်တဲ့လူတွေပဲဝယ်မလားဒါမှမဟုတ်ရင်စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့လူတွေဝယ်မလားဒီမြေကွက်အလုပ်ကိုလူတွေကသူကြိုက်တာလုပ်လို့ရတဲ့အတွက်ဘယ်သူမှမဆိုဒီမြေကွက်ကိုဝယ်ချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမြေကွက်မှာရင်းနှီးမြှုပ်နှံတင်ပါတယ် โอเคကျွန်တော်တို့အချင်းချင်းပြောရမယ်ဆိုရင်တော့မြေခွက်ကဈေးအတက်ပဲရှိရဲ့ရင်းနှီးမြုပ်နှံခြင်းတဲ့လူတွေများတယ်ပြီးတော့ဝယ်ပြီးတော့မှပြစ်ထားလို့ရတဲ့အတွက်ကြောင့်မလို့ကိုမြေခွက်မှာရင်းနှီးမြုပ်နှံနေပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းမြေခွက်တစ်ခွက်ဝယ်ရောမယ်ဆိုရင်ဘာတွေကိုတိထားဖို့လိုလဲဘလို့မြေခွက်ကအမျက်ဆုံးမြများရနိုင်တယ်ဆိုတာကိုလေ့လာဖို့အတွက်ဈေးရီရဲ့အစတိတ်ကို follow လုပ်ထားလိုက်ပါ